ပါမြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကနေကြိုဆိုပါရစေမြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်ငလင်ဘေးအနေနဲ့ရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တည်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျက်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့ ရင်းစင်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိလိုင်းဒိုမီတာ31မီတာ6.43မဂါဟက်စ်ကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့ရင်းစင်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲထိလိုင်းဒိုမီတာ16မီတာ7.3မဂါမဂါဟက်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီ စိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေလို့မြစမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်။ဧပြီလ29ရက်အင်္ဂါနေ့ညဘက်မြစမရေဒီယိုစီစဉ်ကိုမြမစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မကတော့ဂျူချမ်းပါ။ဒီကနေ့ညနားဆင်ရမယ့်စီစဉ်လေးကတော့၄ချိန်မြောက်ဈေးလျှော့ရောင်းတဲ့ ကျမ်းမှတ်54လေလံဝဲယူသူမရှိတဲ့တဲ့နဲ့အတူငလျင်တန်တဲ့မန္တလေးမှာလေးရက်အတွင်းဓမြတိုက်လူရက်မှုနှစ်ကြိမ်ဖြစ်တဲ့အကြောင်းတွေအပါအဝင်နောက်ဆုံးရသတင်းတွေကိုနားဆင်ရမှာပါ။အဲဒီနောက်မှာတော့တိုင်းသားဒေတာနဲ့တော်လရင်ဒေတာတွေရဲ့သတင်းတွေကိုပြောပြပေးမယ်။ NMG Radio အစီအစဉ်တွေကိုနားဆင်ရဖို့ရှိပါတယ်။အခုပထမဆုံးအနေနဲ့ပြည်ရင်းသတင်းတွေကိုကိုစိုင်းခန့်နဲ့အတူတင်ဆက်ပေးပါရမရှင်။ မင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဆိုင်းခမ်းပါဝေယူသူမရှိခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းကချမ်းမှတ်54ကိုဈေးထက်လျှော့ပြီးဒီကနေ့ဧပြီလ29ရက်နေ့မှာ၄ချိန်မြောက်ဖြစ်လေလံတင်ရောင်းချခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလို့တရားဝင်နေဆက်တူတူကမျက်စိမှောက်ပြောပါတယ် ချမ်းမှတ်54ရှိမှပြုလုပ်တဲ့၄ချိန်မြောက်လေလံပွဲမှာကျန်းကင်ဆေးကိုဥအောင်ဆန်းဦးဘက်ကတင်ပြထားတဲ့ရှော့ဈေးကျပ်290ဘီလီယံနဲ့လေလံပစ်ခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့တာဖြစ်ပါတယ်။လက်ရှိလေလံပွဲမအောင်မြင်တဲ့ကိစ္စကိုမနှက်ပြန်မှာလေလံအရာရှိကတရားရုံးမှာစီရင်ခံစာတင်သွင်းဖို့ရှိကြောင်းလဲတရားရုံးနဲ့နှိစက်သူကပြောပါတယ်။အဲ့ဒီခြံကို အရင်ကတရားရုံးကသတ်မှတ်ပေးတဲ့လေလံကျန်းကင်စေးပထမအကြိမ်ကျပ်315ဘီလီယံ ဒုတိယအကြိမ်ကျပ်300ဘီလီယံနဲ့တတိယအကြိမ်ကျပ်269ဘီလီယံတို့နဲ့လေးလံပစ်ခဲ့ရမှာလဲဝယ်ယူသူမရှိခဲ့တာပါဥရေချောင်းရချက်အမှတ်54ကိုလေးလံမအောင်မချင်းကြံကင်းစေးပြင်ဆင်တတ်မှတ်ပြီးအချိန်ချင်းလေးလံပစ်နိုင်တယ်လို့ဥပဒေကျွမ်းကျင်သူတွေကမျိုးစိမကိုဖြေဆိုထားပူပါတယ် ဒေါခင်ကြီးမိပေါချမ်းမှတ်54ဟာနှစ်ဧကနီးပါးကျယ်ဝန်းပြီး2016ခုနှစ်မှာရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကအဲ့ဒီချမ်းမှာရှိတဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုဒုံဆန်းစုကြည်တစ်ထပ်တိုင်းနဲ့မြေတဝက်ကိုဥအောင်ဆန်းဦးတို့ကခွဲဝေယူဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ဥအောင်ဆန်းဦးကခြံဝန်းတစ်ခုလုံးလေးလံပစ်ပြီးရရှိတဲ့တံပိုးကိုတယောက်တဝက်ခွဲဝေယူဖို့အယူခံအဆင့်ဆင့်တက်ခဲ့ပြီးအာဏာသိမ်းကာလ2022ခုနှစ်ထဲမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဥအောင်ဆန်းဦးကိုနိုင်ပေးလိုက်တာဖြစ်ပါတယ်။ချမ်းမှတ်54ကိုလေးလံတင်ရောင်းချဖို့ဆောင်ရွက်မှုတွေပေါ်ဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကလည်းဂန့်ကွက်မှုတွေပြုလုပ်ခဲ့ကြတာပါ လက်ရှိမှာလည်းအမျိုးသားညွညွရေးအစိုးရ NUG ကချက်မှတ်54ကိုဂျားကာလာအမျိုးသားအဆင့်ယဉ်ကျေးမှုအမွေနှင့်အဖြစ်သတ်မှတ်ထားပြီးမြို့သူမဆိုးပိုင်ဆိုင်ခြင်းရောင်းချခြင်းဖျက်ဆီးခြင်းအပါအဝင်တားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်ရင်းအရေးယူသွားမှာဖြစ်ကြောင်းကြေညာထားပါရခင်ဗျာ။ အင်အားပြင်းကလေးလှုပ်ခတ်မှုကြောင့်ပြည်ရင်းမှလဲပတ်နေတဲ့ဘီလက်မြေဆက်ယုံတချို့ထိခိုက်ပျက်စီးခဲ့ပြီးဘီလက်မြေထုတ်လုပ်နိုင်မှုပမာဏကလည်း40ရာခိုင်နှုန်းကျော်ထပ်မံကျဆင်းသွားခဲ့တယ်လို့စစ်ကောင်စီကပြောဆိုပါရယ်။ငလေးမလှုပ်ခင်ကဘီလက်မြေဆက်ယုံ၉ခုကတရက်ကိုတန်3800အိတ်ပေါင်း63400ထုတ်လုပ်ခဲ့ပြီးမြငလင်းလှုပ်ပြီးတဲ့နောက်မှာဆက်ယုံ6ယုံကတန်18100 အိမ်ပေါင်း3သိန်း4200 2000ကိုပဲထုတ်လုပ်နိုင်တော့တာဖြစ်ပါတယ်။ဒီလိုကြဆင်းလာတဲ့အကြောင်းကိုစစ်ကောင်စီရဲ့စက်မှုဝန်ကြီးဒေါက်တာချာလီတန်းကဧပြီ25ရက်နေ့ကနေပြည်တော်မှာလုပ်ခဲ့တဲ့သဘာဝဘေးရန်ရဲ့ဆိုင်ရာအစည်းအဝေးမှာပြောကြောင်းဧပြီလ26ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့စီးမုံသတင်းစာမှာဖော်ပြထားပါတယ်။လာမယ့်မေလလယ်မှာဘီလက်မြေတန်ကျိ2200အိမ်ပေါင်း4သိန်း4200ထွက်ရှိနိုင်ရေလှုပ်ဆောင်သွားမှာဖြစ်ပြီ စက်တဘာမှာတန်ချိန်3200အိမ်ပေါင်း63000 2000အထိထွက်ရှိအောင်ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းဒေါက်တာချာလီတန်းကပြောပါရယ်စက်ကောင်စီရဲ့ April 10ရက်နေ့သတင်းဖော်ပြချက်တစ်ခုအရ March 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင်းနေပြည်တော်မှာရှိတဲ့ပြည်လက်မြေစက်ရုံတရုံနဲ့မန္တလေးတိုင်းထဲမှာရှိတဲ့ပြည်လက်မြေစက်ရုံ၄ရုံတို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါရယ်တစ်ဖက်မှာလည်းပြည်လက်မြေထုတ်လုပ်နိုင်မှုကျဆင်းခြင်းနဲ့အတူ ပြည်ရင်းမှာဘီလက်မြေစီးနှုံးတွေကလည်းတဟုန်တိုးမြင့်တက်ခဲ့ပါရယ်။ငလင်မလောက်ခင်ကဘီလက်မြေတအိတ်ကိုကျပ်သထောင်းခွဲကျော်ရှိပြီးတော့ငလင်လှုပ်ပြီးတဲ့နောက်မှာကျပ်3000ကနေ4000ကျော်အထိဈေးတက်ခဲ့ပါရယ်။ငလင်တန်တင့်ခဲ့တဲ့မန္တလေးမှာလည်းပြည်လဲတိဆောက်ရေးလုပ်ငန်းတွေလှုပ်ဆောင်ရမယ့်ကာလဖြစ်ပေမဲ့ဆောက်လုပ်ရေးပစ္စည်းတွေဈေးနှုန်းမြင့်တက်နေတဲ့အတွက်ပြင်းထန်လုပ်ငန်းတွေကိုပဲဦးစားပေးလှုပ်ဆောင်နေတယ်လို့မန္တလေးမြို့မှာရှိတဲ့အင်ဂျင်နီယာတယောက်ကမြစ်စမာကိုပြောပါရရှင် အာနာသိန်းစစ်ကောင်စီဟာအသက်16နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့လူငယ်တွေကိုစစ်ရေးပြူဟာတရက်အနေနဲ့ကျင့်သုံးပြီးအတင်းအကျပ်စစ်မှုထမ်းစေခိုင်းနေတာဟာလူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ယာစွမှုဖြစ်တယ်လို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်။ ဧပြီလ28ရက်ညပိုင်းကထုတ်ပြန်တဲ့အန်ယူဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့အာဓမစစ်မှုထမ်းစီခြင်းမြန်မာနိုင်ငံရှိအတင်းအကျပ်စစ်မှုထမ်းစီခြင်းရဲ့လက်တွေ့အခြေအနေများအစီရင်ခံစာမှာအခုလိုထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။ အဲ့ဒီအစည်းအခမ်းစာမှာအတင်းအကျပ်စစ်မှုထမ်းစေခိုင်းခံခဲ့ရတဲ့လူငယ်တွေရဲ့ထွက်ဆိုချက်တွေကိုဖော်ပြထားပြီးလူငယ်တွေရဲ့နေအိမ်တွေလုပ်ငန်းခွင်တွေနဲ့စစ်ဆေးရေးဂိတ်တွေမှာအကြမ်းဖက်စစ်အုပ်စုရဲ့ဖမ်းဆီးမှုတွေကိုရင်ဆိုင်ခဲ့ရကြောင်းဖော်ပြထားပါတယ်။စူဆောင်ချင်းခံခဲ့ရတဲ့လူငယ်တွေထဲမှာအသက်မပြည့်သေးတဲ့ကလေးတငယ်တွေနဲ့စစ်မှုထမ်းဖို့အတွက်ရုပ်ပိုင်းစိတ်ပိုင်းမတန်ဆွမ်းသူတွေလည်းပါဝင်ပြီးအမည်စင်းကောက်ကမိသားစုစီကငွေညစ်တောင်းခံတဲ့ဖြစ်ရပ်တွေလည်းတွေ့ရတယ်လို့ဆိုပါရယ် ဒါပေမဲ့အရေးအတွက်ကိုတော့တိကျကျဖော်ပြထားတာမရှိပါဘူး။ရခိုင်မြို့တင်ကန်းကျွတ်မြို့နယ်မှာနေထိုင်သူတူကစစ်မှုထမ်းဆေးမှာမပါဝင်ဖို့ရက်ကွက်အုပ်ချုပ်မှုတွေစီးတလကိုငွေကျပ်သိန်းကဒံပေးနေရတယ်လို့မျိုးစီမာကိုပြောထားပါရယ်။ အဲ့လိုအခြေအနေတွေကြောင့်ကုလသမဂ္ဂအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့အကြမ်းဖက်ဆေးရုံစုရဲ့လုံရက်တွေကိုရပ်တန့်ဖို့ထိရောက်တဲ့စီးပွားရေးပိတ်ဆို့မှုနဲ့လေရင်စီအပါအဝင်လက်နက်တွေတင်ပို့ရောင်းချတာကိုပိတ်ပင်ခြင်းတွေချက်ချင်းလှုပ်ဆောင်ဖို့လိုအပ်ကြောင်းအန်ယူဂျီကတိုက်တွန်းထားပါတယ်။ဒါပြင်အိန္ဒိယနိုင်ငံတွေအနေနဲ့လည်းမြန်မာပြည်တဲကထွက်ပြေးတိမ်းရှောင်လာတဲ့လူငယ်တွေကိုလူသားချင်းစာနာစောင့်ရှောက်မှုတွေလှုပ်ဆောင်ပေးဖို့တိုက်တွန်းတယ်လို့ NGO ကဆိုပါတယ်။ စစ်ကောင်စီဟာပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုထမ်းဥပဒေကိုတည်ပြုခဲ့ပြီးစစ်သားစုဆောင်ရေးတွေကိုနိုင်ငံတော်ဝန်လှုပ်ဆောင်ခဲ့ပြီးတဲ့နောက်လက်ရှိဧပြီလ22ရက်နေ့ကအပတ်စဉ်7ကိုဖွင့်လှစ်ခဲ့ပြီးအပတ်စဉ်73အတွက်လည်းစစ်သားစုဆောင်မှုတွေလှုပ်ဆောင်နေကြပါရယ်ခင်ဗျာမြန်မာရေဒီယိုရဲ့အင်္ဂါနေ့နောက်ဆုံးရပြည်ရင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ် စကိုင်းတိုင်းကလေးမြို့နယ်ကြံသာရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာမှာစစ်သား28ယောက်တေဆုံးပြီးတော့ MI35 ရဟယံတစည်းကိုထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့တယ်လို့ Chinland Information Center နဲ့ CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နေစီကသိရပါဗျာ။ ဧပြီလ29ရက်နေ့မနက်9:00နာရီအချိန်လောက်ကကလေးမြို့နယ်တောင်ပိုင်းကျန်သာရွာဘက်ကိုအင်အား200လောက်ပါတဲ့စစ်ကြောင်း2ခုနဲ့ထိုးစင်းဆင်လာတဲ့စစ်ကောင်စီတပ်ကိုတောင်ရင်ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့တာမှာစစ်သား28ရောင်သေဆုံးခဲ့တာဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုနယ်မြေရှင်းလင်းတဲ့အချိန်မှာစစ်သားအလောင်း9လောင်းလက်နက်ငယ်17လက်နဲ့ခရရန်တချို့ကိုတင်းစရာရှိခဲ့ကြောင်းတိုက်ပွဲအတွက်မှာဒဏ်ရာရစစ်သားတွေကိုပြန်လည်တည်ဆောင်သွားတာရှိပေမဲ့လည်းဒဏ်ရာရစစ်သားတချို့ကိုတော့ပြစ်သက်သွားတယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေအထက်မှာပြည်သူ၄ယောက်သေဆုံးခဲ့ပြီးတော့ရွာသူရွာသားတွေများစွာပြေးလွရောက်ကိုထွက်ပြေးနေကြရတယ်လို့သိရပါတယ်။ဒီစစ်ကောင်စီစစ်ကြောင်းကို CNA CDF KKG CDF ဘက်ကို MCR နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်တစစ်ဒေသတရင်တပ်ဖွဲ့တွေကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လင်းတပ်ဖွဲ့ဝင်အထိခိုက်မရှိခုခံနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီကငလျင်တန်းကြောင့်ပြစ်ခတ်ရဲစဲထားတယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်ထားပေမဲ့သူတို့ရဲ့ထုတ်ပြန်ချက်ကိုသူတို့ကိုယ်တိုင်ချိုးဖောက်ပြီးတော့ထုတ်စစ်စင်တိုက်ခိုက်နေတာဖြစ်တယ်လို့ Challenge Information Center ကထုတ်ပြန်ထားပါတယ်ရှင်။အင်အားပြည့်ငလျင်တန်းကိုပြင်းထန်စွာခံစားခဲ့ရတဲ့မန္တလေးမြို့မှာ၄ရက်အတွင်းလူရဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးအငိမ့်စားပေါမောက်ခတအူတေဆုံးခဲ့တယ်လို့ဒေတာတွင်းသတင်းမြစ်တွေကမျိုးစီမာကိုပြောပါရတယ်။ မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့အငိမ်းစားပေါင်မောက်ခဒေါက်တာထွေးထွေးကိုဧပြီလ25ရက်နေ့နေ့လယ်ပိုင်းမှာသူ့ရဲ့မိတ်ဆွေဖြစ်သူအင်ချမ်းမြေပွဲစားကအိမ်လိုက်ပြမယ်လို့ဆိုပြီးပတိန်ကြီးမြို့နယ်ကိုခေါ်ဆောင်သွားပြီးတဲ့နောက်တပ်ဖြတ်သွားတာလို့ဒေသခံတွေကဆိုပါတယ်။တေဆုံးခဲ့တဲ့အငိမ်းစားပေါင်မောက်ခဟာအသက်60ကျော်အရွယ်ရှိပြီးနေအိမ်မှာတူးတဲနေထိုင်သူဖြစ်ပြီးတော့အင်ချမ်းမြေအယောင်းဝယ်လုပ်ကင်နေသူဖြစ်တယ်လို့သိရပါတယ်။ အိမ်ပြမယ်ဆိုပြီးအိမ်ပွဲစားကခေါ်သွားပြီးတဲ့နောက်ရိုက်နှက်ပြီးအသက်ခံလိုက်ရတာခေါ်သွားတဲ့ပွဲစားကလည်းဒေါ်ထွေးထွေးနဲ့မိတ်ဆွေလိုတည်ရတယ်။သူ့ရဲ့လက်ဝတ်လက်စားတွေလည်းပါသွားတယ်။ကျူးလွန်သူကိုဖမ်းဆီးရမိတာမကြတည်ဘူးလို့ဒေသခံသတင်းမြစ်ကဆိုပါရယ်။အငိမ့်စားပမောခတပ်ဖြတ်ခံရပြီးပစ္စည်းတွေလူရဲခံရမှုဖြစ်စဉ်ကိုသူနဲ့ဆွေမျိုးတော်ဆက်သူတဦးကလည်းလူမှုကွန်ရက်မှာရေးသားထားပြီးမနေ့ကနာရီပြုလုပ်ခဲ့တယ်လို့သိရပါရယ်။ အဲ့ဒီလိုပစ္စည်းလူလူတက်ခဲ့တဲ့ဖြစ်စဉ်မှာကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သတင်းမြစ်ကပြောပါရယ်။ဒါပြင်ဧပြီလ28ရက်နေ့ကလည်းမန္တလေးမြို့ချမ်းမြတာစီမြို့နယ်အောင်ပင်လေရပ်ကွက်မှာရှိတဲ့ရွှေစာမဏီရွှေဆိုင်ကိုကားတစ်စီးနဲ့လက်နက်ကိုင်းဆောင်ထားတဲ့လူငါးဦးလာရောက်ပြီးဓားမြတိုက်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါရယ်။ ဓမြအဖွဲ့ကလက်နက်တွေနဲ့ချင်းချောက်ပြီးရွှေစာမဏီရွှေဆိုင်ကရွှေ23ကျပ်သားကန်းနဲ့ဖုန်းတလုံးကိုယူဆောင်သွားပြီးတဲ့နောက်သူတို့စီးနှင်းလာတဲ့ Honda Insight အမျိုးအစားကားနဲ့ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါဗျ။မနေ့ကနေ့လယ်ပိုင်းကရွှေဆိုင်ကိုဓမြဝင်တိုက်တာလူတွေကတော့ဘာမှမလုပ်သွားဘူးရွှေတွေနဲ့ဖုန်းတွေကိုယူသွားကြတယ်။ဓမြတိုက်တဲ့သူတွေထဲမှာပျောက်ကြားဝတ်စုံနဲ့လူနှစ်ယောက်ပါတယ်လို့ဖြစ်စဉ်ဖြစ်ပွားတဲ့ရက်ွက်အတွင်းနေထိုင်သူဒေသခံကပြောပါဗျ။ အဲ့ဒီဖြစ်စဉ်မှာလဲကျူးလွန်သူတွေကိုဖမ်းဆီးရမိတာမရှိသေးဘူးလို့ဒေသခံတွေကပြောထားပါဗျ။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်းထိခိုက်ပျက်စီးမှုများခဲ့တဲ့မန္တလေးမြို့မှာငလင်လှုပ်ပြီးတလကျော်ကြာလာတဲ့အချိန်ထိပြည်သူအများစုဟာနေအိမ်တွေမှာပြန်လည်နေထိုင်နိုင်တာမရှိသေးဘဲယာယီခိုးလုံရနေရာတွေမှာနေထိုင်နေရတာဖြစ်ပါတယ်။ ဒါပြင်ငလင်တန်တဲ့မန္တလေးမြို့အတွင်းစိုက်ကယ်လုရက်တာနေအတွင်းဝင်ရောက်ခိုးယူလာလို့တရားဥပဒေမဲ့လုရက်တွေနေညအခြေမြေဖြစ်ပွားနေတဲ့အတွက်နေစဉ်ဘဝမှာမလုံခြုံမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့မန္တလေးဒေသခံတွေကပြောကြားထားကြပါရယ်ခင်ဗျာမြစမာရီရဲ့အင်္ဂါနေ့ညပိုင်းပြည်ရင်သတင်းတွေကိုတက်ဆက်ပေးခဲ့တာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကိုအာခံနေတဲ့ခိုလုံခွင်ပေးနေတဲ့မျိုးတွေကိုနှိမ်နင်းနိုင်ဖို့သမ္မတအမေတရက်ကိုဒေါ်နယ်ထရမ့်ကတနင်္လာနေ့ကလက်မှတ်ရှိထိုးလိုက်ပါတယ်။တူရာတို့ပြန်လဲရယူတာပထမရက်တရားပြစ်ခါနေအချိန်မှာအခုလိုလက်မှတ်ရေးထိုးလိုက်တာပါ မက္ကဆီကိုနိုင်ငံနယ်ဇက်ကတရားမဝင်ခိုးဝင်တွေကိုနှိမ်နှင်းမယ်လို့သူ့ရွေးကောက်ပွဲကာလမဲဆွယ်ခဲ့တာတွေကိုဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ Republican သမ္မတကြီးကပြောနေပါတယ် ဒီလိုကိုယ်ဝင်မှုတွေဟာသူ့အရင်ဒီမိုကရက်တစ်သမ္မတကြီးဂျိုးဘိုက်တန်လက်ထက်ကစံချိန်တင်များပြားလာခဲ့တာဖြစ်ပါတယ်ဒီမိတ်ကဖက်ဒရယ်လူဝဲမှုကြီးကြပ်ရေးဥပဒေတွေကိုအကောင့်ထဲဖော်ရမှာနှောက်ရှက်ဟန်တာတဲ့ပြည်နယ်တွေနဲ့ဒေသခံအာဏာပိုင်တွေရဲ့စည်ရင်းကိုရပ်ပေါင်း30အတွင်ထုတ်ဝေဖြန့်ချိဖို့အရာရှိတွေကိုညွှန်ကြားထားပါတယ်။ဒီစည်ရင်းထဲပါတဲ့သူတွေဟာတချို့သောအစိုးရရန်ပုံငွေတွေကိုရရှိတော့မှာမဟုတ်ပါဘူး။ ်အင်ပီရိုကိုပြန်ရောက်လာကြတဲ့ကသူရရှိခဲ့တဲ့အောင်မြင်မှုတွေကို Trump ကဒီအပတ်ထက်မှထုတ်ဖော်ပြောကြားအောင်ပွဲခံမှာဖြစ်ပါတယ်စီပွားရေးနိုင်ငံကြရေးအစိုးရစွိုင်းဆောင်ရေးရှိမှုနဲ့ခိုးဝင်ကိစ္စတွေမှာအောင်မြင်မှုတွေရနေတယ်လို့သူကပြောနေပါတယ်။ဒါပေမဲ့သူ့အပေါ်လူကြိုက်များမှုကဇန်နဝါရီလကလေးကကျဆင်းနေခဲ့တာပါ။ Washington Post ABC ကကောက်ယူခဲ့တဲ့လူတို့သဘောထားစစ်တမ်းအရ American နိုင်ငံသား40ရာခိုင်နှုန်းကျော်ကသူ့ကိုပြင်းပြင်းထန်ထန်မထောက်ခံဘူးလို့ဆိုပါတယ်။ ။ထရမ့်ရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကာရိုလိုင်းလီဗက်ကတော့မက္ကဆီကိုနယ်စပ်ကဝင်လာတဲ့အထောက်ထားမဲ့ရွှေပြောင်းဝင်ရောက်လာတဲ့သူတွေကိုတွေ့ရှိမှုဟာ65ရာခိုင်နှုန်းကျဆင်းသွားတယ်လို့တနင်္လာနေ့ကပြောပါရယ်။ဘိုင်ဒန်ရှိနေစဉ်ကာလ2024မတ်လကနေ12လအတွင်းတသိန်း4000ကနေ9000အထိကျသွားခဲ့တယ်လို့ဆိုပါရယ်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ရင်ဒေါ်နယ်ထရမ့်ကမဒိန်ကောင်တွေလူသက်သမားတွေလို့ဆွဆွဲပြောကြားခဲ့တဲ့သူတွေကိုနှိမ်နှင်းသွားမယ်ဆိုတဲ့ရွေးကောက်ပွဲမဲဆွဲကာလစကကြီးစကကြယ်တွေဟာ American မဲဆန္ဒရှင်တွေကြားကြက်ရိုက်ခဲ့ပါရရှင်ရုရှားနဲ့တရုတ်အပါအဝင်အဖွဲ့ဝင်နိုင်ငံ၁၇နိုင်ငံပါဝင်တဲ့ BRICS အုပ်စုမှာအလဲကျဥက္ကဋ္ဌလုပ်နေတဲ့ဘရာဇီးနိုင်ငံကပုံမူနီးကပ်စွာပူးပေါင်းဆောင်ရွက်ကြဖို့ဒိန်းလာနေကတောင်းဆိုလိုက်ပါတယ်။ American သမ္မတ Donald Trump လက်ထက်ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ Ukraine ပြည်ပခန့်တွေဖြစ်ပွားနေချိန်မှာအခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ Ukraine နဲ့၃ရက်ကြာအပြစ်ရထားဖို့ Russia သမ္မတ Vladimir Putin ကအမိန့်ပေးထားချိန်မှာဒီဥစုမှာပါဝင်တဲ့နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေ Rio de Janeiro မြို့မှာတွေ့ဆုံစည်းဝေးနေကြပါတယ်။ ယူကရိန်းတမ္မတဗိုလိုဒီမာဇယ်လန်စကီးကတော့ဒါဟာအမျက်ထုတ်ချဲလယ်ဖို့နောက်တစ်ကြိမ်ကြိုးပမ်းမှုပဲလို့ဒီလောက်ရက်ကိုဖော်ပြပြောဆိုပါတယ်ထိတ်တိုက်တွေးမှုအစားတန်တမန်ရေးနဲ့လုတ်ကင်ဖို့တစ်ဖက်သက်ဆောင်ရွက်မှုအစားပူးပေါင်းဆောင်ရွက်ကြဖို့ကျွန်တော်တို့တင်ပြတိုက်တွန်းပါတယ်လို့ဘရာဇီးနိုင်ငံသားရဲ့ဝန်ကြီးမော်ရိုဗီအေရာကဘရစ်တန်တမန်တွေကို ရီယိုမြို့မှာပြောကြားသွားခဲ့ပါတယ်ယူကရိန်းနိုင်ငံကပြည်ပခါဟာပြင်းထန်တဲ့လူသားချင်းစာနာမှုဆိုင်ရာထိခိုက်မှုကိုဆက်လက်ဖြစ်ပေါ်နေစေပါတယ်။ ဒါဟာတန်တမန်ရေးဖြည့်ရှင်မှုအရေးတကြီးလိုအပ်နေတယ်ဆိုတော့ကိုမိမောင်းထိုးပြနေပါတယ်လို့သူကဆက်ပြောသွားပါတယ်အီဂျစ်၊အီသီယိုးပီးယား၊အိန္ဒိယ၊အင်ဒိုနီးရှား၊အီရန်၊ဆော်ရီအာရေဗျာ၊တောင်အာဖရိကနဲ့အာရဗ်စော်ဝါများပြည်တော်စုတို့ပါဝင်တဲ့ဒီယုတ်စုရဲ့ဝင်ကြီးတွေဟာဇူလိုင်6ရက်နဲ့9ရက်နေ့မှာကျင်းပမဲ့ခေါင်းဆောင်နေရဲ့ထိပ်သီးအစည်းအဝေးအတွက်အစီအစဉ်တွေကိုချောတက်ဖို့တွေ့ဆုံနေကြတာဖြစ်ပါတယ်။ မစ္စမာရီရိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးပြည်တွင်းသတင်းလွှာကို နားဆင်ရမှာပဲဖြစ်ပါတယ်အာနာသိန်းစစ်ကောင်စီကမတ်လ28ရက်စကိုင်းငလျင်ကြီးလှုပ်ခတ်ပြည်တဲ့နောက်ပြည်သူတွေပြတ်မှတ်ထားတဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုဆက်လက်ပြစ်လုခဲ့တာမှာပြည်သူလူထုယာကြည်တည်ဆုံခဲ့တယ်လို့အမျိုးသားညညရဲ့အဆိုအရ NUG နိုင်ငံတော်သမ္မတယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားပါတယ် ဒီကနေ့ဧပြီ29ရက်နေ့မှာပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာစစ်ကောင်စီကအပြည့်ရဲ့ကြေညာထားပေမဲ့လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ခဲ့တာကြောင့်ပြည်သူလူထုအသေးဆုံးထိခိုက်ခဲ့ရမှုအခြေအနေကိုအသိပေးခဲ့တာဖြစ်ပါတယ်။ အကြံဖတ်စိတ်ရစွက်ကောင်မြောင်းနိုင်ဟာဘင်စတက်အစီဝေးမတက်ခင်လေးတင်အတန်ကောင်းဟစ်ချင်လို့အပြက်ခတ်ရက်စဲရဲဆိုပြီးကြီးညာရယ်တစ်ချိန်တည်းမှာအပြစ်မဲ့အရသားတွေကိုလေချောင်းကတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ဆက်လက်လုပ်နေပြီးငလျင်ဒုက္ခရောက်နေတဲ့ပြည်သူတွေအပေါ်မှာရရက်ဆက်ဆက်ကျူးလွန်နေတာကိုတွေ့ရှိရတယ်လို့ဦးကျော်စောကပြောပါရယ် အန်ယူဂျီရဲ့လူခွင့်ရဲ့ဆိုင်ရာဝန်ကြီးဌာနရဲ့စောင့်ကြည့်လေ့လာမှုမှတ်တမ်းတွေအရမတ်လ28ရက်နေ့ငလျင်ဖြစ်ပွားပြီးချိန်ကစပြီးတော့ဧပြီ23ရက်နေ့အထိငလျင်တန်ခံဒေသတွေအပါအဝင်နိုင်ငံအနှံ့အပြားကိုစစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်မှုပေါင်း196ကြိမ်လက်နက်ကြီးပစ်ခတ်မှုပေါင်း64ကြိမ်ပြုလုပ်ခဲ့တယ်လို့ဦးကျော်စောကပြောပါတယ်ဒီလိုလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အဲဒီကာလာတွေအတွင်းမှာအရသာ235ယောက်သေဆုံးပြီးတော့429ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါရယ် ိုင်ငံတကာဒေတာတွေနဲ့အိန္ဒိချင်းနိုင်ငံတွေအနေနဲ့စက်ကောင်စီရဲ့တဘာဝဘေးအန္တရာယ်တွေကနေအမျက်ထုတ်မှုတွေကိုသတိထားစောင့်ကြည့်ကြဖို့တိုက်တွန်းပြောကြားရလိုတယ်ဆိုပြီးတော့တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားခဲ့ပါတယ်။စက်ကောင်စီကငလျင်အကြောင်းပြအပြစ်ခတ်ရမယ်လို့ကြေညာထားပေမဲ့နလျင်ဘေးဒဏ်ခံရပြီးတော့ပြည်သူတည်ဆုံထိခိုက်မှုတွေရှိခဲ့တဲ့တပိတ်ချင်းစင်ကူမြို့နယ်တွေကိုလည်းလေကြောင်းကနေအပြင်းထန်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်တပိတ်ချင်းမြို့နယ်တစ်ခုတည်းမှာပဲဧပြီလအတွင်းမှာ ပြည်သူ42ယောက်ထပ်မံတဲ့တည်ဆုံပြီးတော့45ယောက်ထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကအသိပေးထားပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်တပိတ်ချင်းမြို့အပါအဝင်ပြည်ဦးလွန်ခရိုင်မှာရှိတဲ့မြို့နယ်တွေကိုလည်းလေဆောင်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ဖြစ်စဉ်တွေအထက်ကအခုဧပြီလအတွင်းတိုက်ခိုက်မှုဟာအကြိမ်အများဆုံးအပြင်းထန်ဆုံးဖြစ်တယ်လို့ပြည်ဦးလွန်ခရိုင်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကပြောပါရရှင်။ အခုဆက်လက်ပြီးတော့တိုင်းရင်းသားဒေတာနဲ့တော်လရေးဒေတာတွေရဲ့သတင်းလေးကိုပြောပြပေးမယ်။ NMG Radio အစီအစဉ်ကိုဆက်လက်နားဆင်ရမှာပဲဖြစ်ပါတယ်။ င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ဧပြီလ29ရက်နေ့ညနေပိုင်းရေဒီယိုသတင်းအစီအစဉ်တွေကိုစတင်နေပါပြီဒီအစီအစဉ်မှာတော့တိုင်းသားဒေသတွေနဲ့တော်လိုင်းရေးနေမြေတွေတဲကသတင်းတွေအဲ့ဒီဒေသဘက်ကပြည်သူတွေရဲ့အသံနဲ့အမြင်တွေကိုစုစည်းတင်ဆက်ထားတာဖြစ်ပါတယ်ကျွန်မအမိပါ ီနေ့သတင်းတွေထဲမှာတော့ပဲခူးတိုင်းကကရင်မျိုးသားအစည်းအုံ KNU ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ပွဲနဲ့ကချင်ပြည်ကတိုက်ပွဲသတင်းတွေဝါဒေတာကကြားဖြန့်လို့ခေါ်တဲ့ငွေလိမ်လုပ်ငန်းမှာပတ်သက်တဲ့တရုတ်နိုင်ငံသား80ကျော်ကိုဝါအဖွဲ့ကတရုတ်ကိုလွှဲအပ်လိုက်ပါတယ်။ ။သတင်းလွှာတွေထဲမှာတော့အပြစ်ရဲ့ကြေညာပြီးတဲ့နောက်ပိုင်းစစ်ကောင်စီရဲ့ဘုံကျဲတက်ခိုင်းမှုကြောင့်လူဘလောက်များများသေဆုံးခဲ့ရပြီလဲဆိုတာနဲ့ခရနီပီတီမော့ဆိုမှာခရူးကြတဲ့ဌာန်ကိုတောင်သူတွေဘလို့မျိုးရင်ဆိုင်နေကြရတယ်လဲဆိုတဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့အကြားပဲခူးတိုင်းရွှေချင်းမြို့နယ်တွေကရွာတွေမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီးရွာသားတပေါင်းကျော်ကဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။ရွှေချင်းမြို့နယ်တဲကကွင်းစိမ့်နဲ့ညောင်ချောက်ရွာတို့မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးဝေါနဲ့ရွှေချင်းမြို့နယ်ကဒေသခံတပေါင်းကျော်ထွက်ပြေးနေရတာလို့ဒေသခံတွေကပြောပါတယ်။ဧပြီလ26ရက်နေ့ကနေ28ရက်နေ့အထိနှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်နေတာလို့လည်းဆိုကြပါတယ်။ တိုက်ပွဲထဲမှာစစ်ကောင်စီဘက်ကလေကြောင်းကနေပါဘုံကျဲတက်ခိုက်ခဲ့တာကြောင့်ရွာထဲကဘုံကြီးကြောင်းနဲ့အိမ်တချို့ပျက်စီးခဲ့ပေမဲ့စည်ရင်အတီကြောင်တော့မသိရသေးဘူးလို့ဒေသခံတယောက်ကပြောပါရယ်ဒီတိုက်ပွဲတွေတဲ့ဝေါ်မြို့နယ်တဲကတရဲသမိန်စင်ရွာကျူလေးရွာထဲမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေနဲ့တိုက်ထုံမြို့နယ်တင်စီရဲ့အခြေဆိုင်အမတ်330တက်ကနေလက်နက်ကြီးတွေနဲ့ပြစ်ကူပေးနေတယ်လို့လဲဆိုပါရယ် ကချင်ပြည်ကမြစ်ကနဆွန်ဘရာဘုံတွားတဲ့လမ်းပေါ်မှာစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြအခုရက်ပိုင်းတိုက်ပွဲတွေဖြစ်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်ဧပြီလ28ရက်နေ့မနေ့ကနဲ့29ရက်နေ့တို့မှာနှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်ခဲ့တာလို့ဒေသခံတယောက်ကပြောပါရယ် ဒီတိုက်ပွဲတဲ့စစ်ကောင်စီဘက်က KIA တပ်ဖွဲ့ဝင်တွေရှိနိုင်တယ်လို့ထင်တဲ့နေရာတွေဘက်ကိုလက်နက်ကြီးပစ်ခတ်မှုတွေအပြင်ဒရုန်းသုံးပြီးတော့လည်းဘုံကျဲတက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်မြေပြင်မှာလည်းစစ်ကောင်စီတပ်ဘက်ကစီရီလှုပ်ရှားမှုတွေရှိနေပြီးတမ်ဖရဲရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကစွန်ပရာဘွန်းလမ်းတလျှောက်လက်နက်ကြီးနဲ့လှမ်းပြီးတော့ပစ်ကူပေးခဲ့တယ်လို့လည်းဆိုပါတယ် တစ်ချိန်တည်းမှာပဲဗမောဝိုင်းမော်နဲ့ဖက်ကန်ဒေတာတွေမှာလည်းတိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်နေပါတယ်။ဂျာပြန်လို့ခေါ်တဲ့ online ငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့သူတရုတ်နိုင်ငံသား82ယောက်ကိုဝါပြည်သွေးစီညင်ညွတ်ရေးတက်မတော် UWSA တရားရေးကော်မရှင်ကတရုတ်နိုင်ငံကိုထပ်မံလွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ဝါပြည်ဘက်ကလာတဲ့သတင်းတွေအရဧပြီလ25ရက်နေ့မှာနယ်စပ်ဂိတ်က နေတရုတ်နိုင်ငံဘက်ကိုဆက်ဆက်ပစ္စည်းတွေနဲ့အတူလွှဲပြောင်းပေးအပ်ခဲ့တာလို့ဆိုပါတယ်ဝါပြည်တဲကနေရာ၄ခုကိုဝါပြည်နဲ့တရားစီရင်ရေးကော်မတီကဝင်ရောက်စစ်ဆေးခဲ့ပြီးတော့တန်တရားရှိတဲ့သူတရုတ်နိုင်ငံသား80ကျော်ကိုဖုန်း300တလုံးကွန်ပျူတာ73လုံး ်လက်ပ်တော့ကိုလုံးတက်ဘလက်ကိုလုံးတို့နဲ့အတူဖမ်းဆီးရမိခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ကြားပြတ်ငွေလေလုပ်ငန်းလုပ်ကင်တဲ့သူတွေဟာနေဆက်ဂိတ်တွေကိုဖျက်ပြီးတော့တရားမဝင်လမ်းကြောင်းတွေကနေဝင်လာနေတာကြောင့်ဖမ်းဆီးနိုင်နေမှုတွေကိုဆက်ပြီးတော့လုတ်သွားမယ်လို့လည်းဆိုပါတယ်။ မြေလက်တန်တရင်ဌာနကတရင်ထောက်ကိုတန်းထိုင်မြင့်ကိုအရာရီတိုင်းမြောင်မျိုးနယ်တရားရုံးကအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့ထောင်ဒဏ်၅နှစ်ချမှတ်လိုက်ပါတယ်။မြေလက်အတန်တရင်ဌာနရဲ့တရင်ဖော်ပြချက်အရာဧပြီလပထမအပတ်မှာ ထောင်ဒဏ်၅နှစ်ချမှတ်ခံရတာလို့ဆိုပါတယ်။မြောင်မျိုးနယ်တရားရုံးကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှ50နှစ်ကကြီးနဲ့ဧပြီလပထမပတ်အတွင်းမှာထောင်ဒဏ်၅နှစ်ချမှတ်လိုက်တာဖြစ်ပြီးလက်ရှိမှာတော့ဟင်္ဒရာအကျဉ်းထောင်ကိုပို့ဆောင်ထားပါတယ်။ ယ်။ကိုတန်းထိုင်းမြင့်ဟာအမျိုးသမီးဖြစ်သူမိဖွားရဲ့ရက်နီးလာလို့မြောင်မျိုးနဲ့အင်းပေမျိုးမှာရှိတဲ့သူတို့ရဲ့အိမ်ကိုခဏပြန်နေတဲ့အချိန်ပြီးခဲ့တဲ့ဖေဖော်ဝါရီလဇန်ပိုင်းမှာစစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာဖြစ်ပါတယ်။မြန်အောင်အခြေဆိုင်ခလက်ရ51တပ်ရင်းကစစ်ကြောရေးထဲမှာရိုက်နှက်စစ်ဆေးခံခဲ့ရပြီးတဲ့နောက် မြန်အောင်မျိုးမရဲစခန်းအချုပ်ကိုပို့ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်နဲ့တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ကိုတန်းထိုင်းမြင့်ဟာ2021ခုနှစ်တုန်းကလည်းပုံမှန်905ကကြီနဲ့ပထမအကြိမ်ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး2022ခုနှစ်ကလူငယ်ချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်လာသူပဲဖြစ်ပါတယ်။ ုဆက်ပြီးတော့သတင်းတော်တွေကိုတင်ဆက်ပြီးသွားမှာပါစစ်ကောင်စီရဲ့အပြည့်အကာလအတွင်းလေချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်တေဆုံသူအယောက်200ကျော်ရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်အသေးစိတ်ကိုတော့ NMG သတင်းဌာနကကိုပီတာအဆူစီပေးထားပါတယ် NUG ရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့တင်းစကားပြောကြားခြင်း press briefing အစီအစဉ်မှာတမတယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောက ပြောကြားခဲ့တာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ ဒုက္ခရေးဆိုင်ဝန်ကြီးဌာနရဲ့စောင့်ကြည့်လေ့လာမှုမှတ်တမ်းများအရငလင်ပြစ်ပွားခြင်းကစပြီးဧပြီလ23ရက်နေ့အထိငလင်တန်ခံဒေသတွေအပါအဝင်နိုင်ငံအနှံ့အပြားမှာစစ်ကောင်စီက၄ချောင်းကဘုံကျဲတိုက်ခိုက်မှုပေါင်း196ချိန်လက်နက်ကြီးပစ်ခတ်မှုပေါင်း64ချိန်ပြုလုပ်ခဲ့ပြီး၄ချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်တေဆုံးအရက်တော်ဦးရေစုစုပေါင်း 235ဦးရှိပြီးဒဏ်ရာရရက်သားဥယျာဉ်စုစုပေါင်း429ဦးရှိပါတယ်။ဒီလိုအရက်သားပြည်သူတွေပေါ်ကျူးလွန်မှုတွေကိုကြည့်ချင်းအဖြစ်စစ်ကောင်စီဟာအပြည့်ရချင်လို့မဟုတ်ပဲနိုင်ငံတကာမှာမျက်နှာရချင်လို့အပြစ်ခတ်ရဆဲရတာဖြစ်တယ်လို့ဥချိုစော်ကဆက်ပြောပါတယ်။အကြမ်းဖက်ရာဇဝတ်မင်းအောင်နိုင်ဟာဘင်းစတက်ကစီဝဲမတက်ခင်တည်းကအတန်ကောင်းပြစ်ချင်လို့အပြစ်ခတ်ရဆဲတယ်ဆိုပြီးကြေညာခဲ့တယ်။ တစ်ချိန်တည်းမှာအပြစ်မဲ့အရက်သားတွေကိုလေကြောင်းကနေတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ဆက်လက်ပြုလုပ်နေပြီးမလင်ကန်ဒုက္ခရောက်နေတဲ့ပြည်သူတွေအပေါ်မှာရရဆက်ဆက်ကျူးလွန်နေတာတွေကိုတွေ့ရှိနေရပါတယ်။နိုင်ငံတကာအသေးတာအတွင်းနဲ့အိမ်နီးချင်းနိုင်ငံများအနေနဲ့စစ်ကောင်စီရဲ့တဘာဝပေးအန်ဒီရီတွေကနေအများထုတ်မှုတွေကိုတတိထားစောင့်ကြည့်ကြဖို့တိုက်တွန်းတယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာငလျင်သာကြောက်ဧပြီလကုန်ထိ ပြစ်ခတ်ရဖို့တက်တန်တူးထားပေမဲ့လေချောင်းနဲ့လက်နေကြီးပြစ်ခတ်တတ်ခိုင်းမှုအပါအဝင်ညပြင်ကနေလေစစ်ချောင်းထိုးနေတာရှိနေတယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကပြောပါရယ်။ဒါကြောင့်စစ်ကောင်စီရဲ့ပြစ်ခတ်ရကာလထဲနိုင်ငံတော်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့စီရီတရေရင်းမြစ်တွေကဆိုပါရယ်။ ကရနီပြည်တီမောဆိုမြို့နယ်မှာတောင်သူတွေစိုက်ပျိုးထားတဲ့နှွေစပားဧကတထောင်ကျော်ခရုဖြက်စည်းတာကိုခံလိုက်ရတဲ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့တောင်သူတွေကပြောကြပါတယ်။စပားခင်းတွေဘယ်လိုမျိုးဖြက်စည်းခံနေရပါသလဲ။ဘယ်လိုအကူအညီတွေလိုအပ်နေကြတာလဲဆိုတာကိုတော့ NMG သတင်းထောက်ကိုစောပွေးရတင်ဆက်ပေးထားပါတယ်။မက်ရှလာနဲ့ APL ထဲမှာစိုက်ပျိုးထားတဲ့နှွေစပားတွေခရုဖြက်စည်းတာခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတောင်သူတူဦးကခုလိုပြောပါတယ်။ ခရူရီယာစဘာပင်နေဖြစ်စီဝစိုက်ခါစစဘာပင်နေဟာစိုက်ပြီးဆယ်ရက်ကနေတလအတွင်းပေါ့နော်စဘာပင်နေအလုံးဖြစ်စီပါတယ်ပေါ့ပြီးခဲ့တဲ့23ရက်ကွင်းစင်းလေးလာခဲ့ရ3ရွာမှာဒီအကနေရကြော်တယ်ဆိုတော့ကျွန်တော်ပြောမစွဲအဲ့ဒီလင်းငါအုပ်စုလုံးတွဲမစွဲအင်ကထောင်နဲ့ချီရှိနိုင်တယ်ထီမောင်းစုံမြို့နယ်ထဲကနမ်းမဲကုံချေးရွာအုပ်စုဖျားပြူချေးရွာအုပ်စုသေးစုလဲချေးရွာအုပ်စုတော်ဘူးကူချေးရွာအုပ်စု ။ OKJ ရအုပ်စုစောင်းတူရတစ်ဂျေရအုပ်စုစင်တောင်ဂျေရအုပ်စုတွေမှာနှွေစပါးဆက်ပြူကြတာဖြစ်ပါတယ်။စပါးခင်းတွေကိုဖျက်ဆီးတဲ့ Q တွေဟာအရွယ်အစားအမျိုးမျိုးရှိကြပြီးစပါးပင်ရံအမြင့်တွေပါဖျက်ဆီးပစ်တာလို့ဆိုပါတယ်။တစ်ဖက်မှာတော့ Q ရန်ကာခွဲဖို့စ조사လုဆောင်နေပေမဲ့လည်းအဖက်ဖက်ကကုန်ချစည်တွေကြောင့်ခက်ခဲမှုတွေအများကြီးရှိတယ်လို့တောင်သူတွေကသူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုခုလိုဆက်ပြောပါဗျာ။ ခယူတာစေးတွေပေါ့နော်ကုမ္ပဏီကကြော်ညာတဲ့ဟိုဘာတို့အာမိုတို့ကုမ္ပဏီကကြော်ညာတဲ့စေးတွေထိုင်းကလာတဲ့ခယူတာစေးတွေတို့ဝယ်တောင်းတယ်ဒီဘူး1000ကျော်3000ပေးရတယ်အဲတစ်ထောက်အထောက်နဲ့လဲလာတာပေါ့နော်အဲ့ဒါဝယ်တောင်းတယ်ဒါပေမဲ့ဖျန်းနေရမှာပဲခယူညိန်သွားတယ်နောက်ရက်ဆိုခယူပြန်ပွားလာတယ်ပဲလို့တို့ပြောတယ်စေးနဲ့လည်းမနိုင်ဘူးပေါ့နော်တောင်းသူတွေကတို့ဘာလဲတချို့ဆိုလို့ရှိရင်တောင်းသူတွေကိုယ်တိုင်ကွင်းစင်းပြီးတော့ခယူတွေလိုက်ကောက်ကြတယ်ခယူတွေလိုက်ကောက်ပြီးတော့တို့ ဟိုလကံပေါင်းပေါ်မှာကစင်းပေါ်မှာပုံလဲအဲ့ထဲမှာထက်တယ်အဲ့ဒါမျိုးနေ့တိုင်းနေ့တိုင်းသူတို့ကောက်တယ်တချို့ဆိုလို့ရှိရင်လောက်အားမနိုင်တော့လူငါးပြီးတော့ကောက်တယ်လူငါးလို့ရှိရင်တရက်ကိုတပေါင်းခွဲနှစ်ပေါင်းထိပေးရတယ်ပေါ့နော်တောင်သူတွေအနေနဲ့ Q99 နိုင်မဲ့ဤပညာကူညီတွေလိုအပ်နေသလိုစဘာမျိုးစင်းနဲ့စက်ပြိုရေးအတွက်စေးစကားတွေလိုအပ်နေတဲ့အတွက်အကူအညီပေးနေတဲ့ဖွဲ့စည်းတွေအနေနဲ့အကူအညီပေးချဖို့တောင်းဆိုတယ်လို့ပြောပါရတယ်။ အခုနားဆင်ကြကြရတာကတော့သတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group သတင်းဌာနကတင်ဆက်ထားတဲ့ Radio အစီအစဉ်ပဲဖြစ်ပါတယ်။အစီအစဉ်တွေကို နေ့စဉ်မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းနဲ့အစီအစဉ်ကိုဒီမှာပဲနှီးကုန်ချုပ်လိုက်ရပါတယ်ရှင်။ စင်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေစက်တွယ်မင်းမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြချင်တဲ့အကြောင်းအရာတွေကို108 FM Facebook Page နဲ့ Messenger နဲ့အတူမြစီမရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram Group ကိုစာရင်းသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရစေရှင်။မြစီမရေဒီယိုရဲ့ဒီကနေ့ညအတွက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့မြစီမားရေဒီယိုအခွေသားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။မြန်မာပြည်သူတွေနဲ့တူရက်တည်နေမယ်မြစီမားရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေရှင်။